ဟိုရှိရှိတုန်းကမိုင်းပေါင်းများစွာဝေးကွာတဲ့နှဆိုင်သောပင်လယ်ပြင်အောက်မှာရှိုင်းနန်းနိုင်ငံဆိုတဲ့လှပတဲ့ငါးမျိုးစိတ်တွေနဲ့ပြည်နှက်နေတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒီနိုင်ငံကိုငါးဖူးရင်ကေစောတိကကအုပ်စိုးပါတယ်။သူဟာအလွန်ဉာဏ်ပညာကြီးမားပြီးအားကောင်းတဲ့ဘုရင်ဖြစ်ပါတယ်။တနေ့မှရှိုင်းနန်းနိုင်ငံဘော်ကိုကာရာကန်ဆိုတဲ့ကြောင်းမတ်ဖွယ်ကနန်းကြီးကကျူးကျော်လာပြီးငါးဖူးရင်ရဲ့အုပ်စိုးမှုကိုချိန်ချောက်လာပါတယ်။ကနန်းကြီးကအစိတ်ရှိတဲ့ချောင်းမြင့်တွေနဲ့ငါးတွေကိုဖမ်းယူပြီးသူ့ကြုံဖြစ်ထိန်းချုပ်ချင်နေပါတယ်။ ငါဘူးရင်စောတိကသူ့ရဲ့ယုံကြည်ရဆုံးအကြံပေးဖြစ်တဲ့ပညာရှိရေဘဝဲတက်တိုနဲ့တိုင်ပင်ပြီးကနန်းကိုတိုက်ထုတ်ဖို့အကြံရပါတယ်တက်တိုကပင်လယ်သမုဒ္ဒရာရဲ့နေဆိုင်ဆုံးနေရာမှာရှိတဲ့တမန်ကြောက်လုံးဆိုတဲ့မော့အလင်းတန်းကြောက်ခဲကိုရှာဖွေပြီးစောတိကရဲ့အစိတ်ကိုပြေးစေနိုင်တယ်လို့ဆိုပါတယ် ါနဲ့ငါးဘုရင်နဲ့သူ့ရဲ့တစ္ဆာရှိမိတ်ဆွေတွေဖြစ်တဲ့ငါမန်ကဂျော်ဒန်ပို့စွန်နီကြီးလူစီပင်လေလေးအော်တီကြီးတို့ဟာအတူတူခီးထွက်ကြပါတယ်ခီးတလျှောက်မှာသူတို့ဟာကြီးမားတဲ့ဂျယ်လီငါအုပ်စုလပပြီးအနီးရဲ့ရှိတဲ့ပင်လယ်နင်းစီပါဟေရီဆန်တဲ့တင်မောပြတ်အိုတို့ကိုဖျက်တမ်းရပါတယ်နောက်ဆုံးမှာသူတို့ဟာတမန်ကျောက်စီကိုရှာဖွေတွေ့ရှိပြီးစော်တီကရဲ့အုပ်စိုးမှုကိုချိုးနှိမ်နိုင်ခဲ့ပါတယ်ငါးဘုရင်စော်တီကသူ့နိုင်ငံကိုကယ်တင်နိုင်ခဲ့ပြီးပင်လယ်အောက်ကမ္ဘာမှာငြိမ်းချမ်းမှုပြန်လည်ရရှိခဲ့ပါတယ် ီပုံပြလေးကနေအခက်ခဲတွေကိုမိတ်ဆွေတွေနဲ့အတူရင်ဆိုင်ပြီးရဲရဲမှုနဲ့ဉာဏ်ပညာသုံးရင်အောင်မြင်နိုင်တဲ့ဆိုတဲ့အကြောင်းကိုသင်ယူနိုင်ပါတယ်ဘလို့မောအင်အားကမှတစ္ဆာရှိမှုနဲ့ညီညွတ်မှုရဲ့အင်အားကိုမနိုင်နိုင်ပါဘူးဒီပုံပြင်းကူကြိုက်မယ်လို့ထင်ပါတယ်ကလေးတွေအတွက်စိတ်ကူးရင်ဆန်ပြီးသင်ကန်းစာရှိတဲ့ဒီပုံပြလေးကိုမျှဝေလိုက်ပါတယ်